ပိုင်သည်စင်ကာပူနိုင်ငံတွင်စီးပွားရေးဖြင့်ကြောင်းပြီးထားပြီးကမ္ဘာနံပါတ်၈ထော်နီရိုဘီတင်နှင်းများခေါင်းဆောင်မှုဂူရိုဂျီဂျန်စီမက်ဆွဲတင်နှင်းများကမ္ဘာကျော်တစ်နှစ်ကိုလာစီးပွားရေးတင်နှင်းများနှင့်မီလီယံလာမိုင်းစွမ်းဆွေပတိတင်နှင်းများကိုစင်ကာပူထိုင်းနှင့်ပြည်တွင်းကီပါတို့လေ့လာတင်ကြားခဲ့ပါသည်။ဆရာစင်ကျိုးပိုင်သည်အာဆီယံနိုင်ငံများစင်ကာပူ၊ထိုင်းနဲ့ဗီယက်နမ်နိုင်ငံများရှိနာမည်ကြီးတစ်ခုများတို့လည်းပညာရေးလေ့လာရေးကြီးထွက်ရှိထားပြီးစီးပွားရေးအကြံပေးအဖြစ် UNC နိုင်ငံများတွင်၎င်းအစိုးရဝန်ကြီးဌာနအဆင့်စီးပွားကူတန်းဝန်ကြီးဌာန SME ဌာနများနှင့်တယ်လီနော့ကိုယ်စားလှယ်များကုမ္ပဏီကြီးများတွင်လည်း Corporate Training ကုမ္ပဏီထိပ်ကောတင်နှင်းများအားအဖွဲ့စည်းပေါင်းတရာကျော်သို့အားပေးဆောင်ရွက်ခဲ့ပါသည်အဲ့တော့တစ်တပင်ကောင်းငှက်သောင်းနာဆိုသလိုပဲတစ်တပင်ကောင်းကြိုးစားကြဖို့လိုပြီးနော်ဒါတစ်တပင်ကောင်းငှက်သောင်းနာဆိုသလိုဒါဆီမီနာမှာလည်းဆရာဟောပါတယ်အာနော်အဲ့အာဆရာစီဒိုနာပွဲနေတုန်းကဒါလေးတော်တော်လေးဟောတယ် ော်အဲ့တော့အဲ့အဲ့နေရာတော့လဲလော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 နဲ့ဟောရတာပေါ့၅မိနစ်အခုကတော့နည်းနည်းလေးရှည်ကြည့်လေးဟောနော်အဲ့တော့တစ်တပင်ကောင်းငှက်သတောင်းနာဆိုတော့ကိုဒီခေါင်းဆောင်တယောက်ဖြစ်အောင်လုပ် I am business leader ငါစီဝိုင်းခေါင်းဆောင်တယောက်ဖြစ်အောင်လုပ်မယ်လုပ်ပြီးသည့်တကာလမှာဟိုမှာတစ်တပင်ကောင်းငှက်သတောင်းနာလို့ရအေးငါ့ကိုမှီ၍ business leader ကျွန်တော်ဘသူ့ကိုမှီ၍ကျွန်မဘသူ့ကိုမှီ၍နော်ဘသူ့ကိုမှီ၍ဟောလူပေါင်းသတောင်းအကျိုးရှိတယ် နော်လူတစ်တောင်းကျိုးရှိတာဘလောက်တန်တယ်လဲချိန်ဝင်တဲ့ချိန်ကြီးကြတယ်ကိုကိုနော်အဲ့တော့ဆရာကဒီနေ့ဟိုချိန်ဝင်လေးဆွဲချိန်ဝင်လေးဆွဲကြနော်ချိန်ဝင်လေးဆွဲကြချိန်ဝင်လေးဆွဲကြည့်ပါဆွဲပြီးရင်ကိုယ့်ရဲ့ချိန်ဝင်ထဲမှာဘသူတွေကိုအကျိုးပြုမလဲကိုယ့်ရဲ့ချိန်ဝင်ကိုယ့်ရဲ့ချိန်ဝင်လေးထဲမှာနော်ချိန်ဝင်လေးထဲမှာဒီမှာဒီလူတယောက်ကြောင့်ဒီလူတယောက်ကြောင့်ကျန်တဲ့လူပေါင်းများစွာ အကျိုးရှိရင်ဘယ်လောက်ကောင်းတယ်လဲနော်လူပေါင်းများဆိုအကျိုးရှိတယ်ဘယ်လောက်ကောင်းတယ်လဲနော်ဒီလူတယောက်ကြောင့်လူပေါင်းလူပေါင်းများဆိုလူပေါင်းလူပေါင်းများဆိုအကျိုးရှိဘယ်လောက်ကောင်းတယ်လဲနော်ဒီမှာလူတယောက်တစ်ဖက်ကသူ့ရဲ့ကြိုးစားမှုကြောင့်ဆိုပါတော့မိသားစုတစုမိဘဆရာသမားမိသားစု၁၀ယောက်အကျိုးရှိဝန်ထမ်းတွေ၁၀၀လောက်အကျိုးရှိဖောက်တယ်တွေ၁000လောက်အကျိုးရှိအများပြည်သူတွေဒုက္ခရောက်တယ်၁000လောက်ကုကြည့်နေမြန်မာနိုင်ငံမှာတသန်းလောက်ကိုပဲ အကျိုးရှိအောင်လုပ်ပြီးတန်းနေဒါကိုတန်ဖိုးလို့ခေါ်တယ်အလေးတန်ဖိုးလို့ခေါ်တယ်အဲ့ဒါကိုတန်ဖိုးလို့ခေါ်တယ်ဟုတ်ပြီနော်စရောအဖြစ်တန်ဖိုးဆိုတာအဲ့ဒါပဲလူတယောက်ကတန်ဖိုးကိုတွက်ခြင်းအဲ့ဒီလူကိုတစ်ဖက်မှာထားလိုက်အဲ့ဒီလူကိုတစ်ဖက်မှာထားသူ့ကိုမှီပြီးတော့ဘေးမှာလူပေါင်းဘလောက်ကမြင့်တင်လာလဲအဲ့ဒါတန်ဖိုးပဲအလေးတစ်ခုရဲ့တန်ဖိုးသည်ဘလောက်ကိုဝိတ်မနိုင်တယ်လဲကိုသည်တကြက်သားဖြစ်ရင်တော့နည်းနည်းပဲမနိုင် တပိတ်တာဖြစ်တယ်ဆိုရင်အများကြီးမှနိုင်ကိုယ့်ရဲ့တန်ဖိုးဆိုတာကကိုမပေးနိုင်တဲ့ပမာဏနဲ့တိုင်းရအဲ့တော့တန်ဖိုးလို့ခေါ်တယ်မြတ်စွာဘုရားကိုတန်ဖိုးထားတယ်ဆိုတာကြည့်ပေါ့ဖခင်ကတပားနဲ့ဒီဘက်မှာတတော်အနန္တဒီဘက်မှာတွက်လို့တော့မရလူနဲ့ပြမှာနော်အသင်ရှိရအသင်ရှိတွက်လို့မရတဲ့လူတွေကျွတ်တန်းဝင်တယ်မြတ်စွာဘုရားကိုမှု၍ဗုဒ္ဓအဲ့ဒါကိုမြင်လို့ကျင့်တာအဲ့တော့စီဝါရေးခေါင်းဆောင်ကလည်းအဲ့ဒီလိုမြင်ရမယ် ငါကိုမှီ၍ငါဤငါဟုဆိုသော business leader ကိုမှီ၍လူပေါင်းဘဏ္ဍတောင်းဘဏ္ဍသိန်းဘဏ္ဍတန်အကျိုးရှင်လုံးမယ်အတူတူပဲပင်ပန်းနေတာအစမပြေလဲပင်ပန်းနေတာပဲဒီခန္ဓာကြီးအဲ့လိုအပင်ပန်းခံလိုက်တော့လူသက်တောင်းလောက်အကျိုးရှိတယ်တော့ညံနဲ့လဲမယ်ဆိုတော့အဲ့ဒါကိုပြောတာညံနဲ့လဲကြစီဝိုင်းကောင်းတော်ဒီဝိုင်းကောင်းဆောင်တယောက်ဖြစ်အောင်လုပ်တယ်ငါတို့အောင်မြင်တိုးတက်အောင်လုပ်မယ်ဟေ့ဆိုတာဒါကိုပြောတာဆရာကဒါကြောင့်လူတိုင်းကိုဆရာက ေါင်းဆောင်တွေဖြစ်စေခြင်းနဲ့ဘာကြောင့်ခေါင်းဆောင်ဖြစ်စေခြင်းလဲဆိုတော့လူတထောင်လောက်ကနတစ်တပင်ကောင်ငှက်တထောင်နားဆိုသလိုနော်ငှက်တထောင်လောက်ကနားခိုနိုင်တယ်ဆိုရင်အိုးအရန်ကိုလေးစားလိုက်တဲ့လေးစားထိုက်တဲ့ခေါင်းဆောင်ဖြစ်မယ်အဲ့တော့ကြံစုပေးမယ်ဖိတ်ခေါ်ပြီးတော့ကျိုးစားနောင်လက်လောက်ဆိုပြီးစုလျှောက်ဆရာရှိဟောဆရာကအောင်မြင်တဲ့ဥက္ကရာကြီးကိုစုပေးတယ်ဆုံးတီထွင်စီးပွားရေးအဲတိမ်မောင်တောင်းနဲ့ရှိချနိုင်ဆရာစုပေးတယ်နော်လူမှုအကျိုးပြုတယ်တိမ်မောင်ထောင်နဲ့ရှိတောင်းနဲ့ရှိဆရာအစုတွေပေးတယ် နာမည်ကြီးတွေဖြစ်လာရင်စုပေးတယ်မြန်မာနိုင်ငံနာမည်ကြီးတော်တော်များများစုပေးဘူးတယ်ပရိဒဥဆောင်တဲ့သူတွေနာမည်ကြီးအဲအမှုပညာရှင်တွေဆိုရင်အစုပေးတယ်နော်စုတွေအများကြီးပေးထားတယ်စုပေါင်း100ရှိပြီဆရာပေးထားအဲ့တော့ကြာဖိတ်ခေါ်ပေးမယ်စုတွေအောင်မြောင်သာစူးစမ်းကြနော်ဆရာဂုံပြုတ်ကိုအစင်သက်မှာပဲအဲ့တော့ဟုတ်ပြီအဲ့တော့ဘာလောက်ကြရမလဲဆိုရင်ကဲတစ်တပင်ကောင်းငှက်တသောင်းနာဆိုတော့စီဝိုင်းခေါင်းဆောင်သေးသေးလေးစပြီးမျိုးစေ့ဆိုင် own business နဲ့ SME သေးသေးလေးစလို့တစ် MD တယောက်သေးပေါ့ ဖြည်းဖြည်းချင်းစီ၂ယောက်၃ယောက်ဝန်ထမ်းလေး၄၅ယောက်ဖြစ်လာရှယ်ယာရှင်စခုံအဲ၁၀ယောက်လောက်ဖြစ်လာရှယ်ယာရှင်လေးပါလေးနဲ့အဲဝန်ထမ်းနဲ့၄၅၀ယောက်အဲ့လိုနဲ့လုပ်ငန်းဆိုင်ရင်ဆိုင်ရင်နဲ့နောက်ထပ်ရှယ်ယာရှင်ထက်ခုံမယ်အယောက်20 30အဲ့လိုနဲ့လုပ်ငန်းကွဲပေးမယ်အယောက်၄၅၀အဲ့လိုနဲ့ရှယ်ယာရှင်နဲ့အများကြီးထက်ခုံမယ်အယောက်100အဲ့လိုနဲ့လုပ်ငန်းကြီးကို public public ပြောင်းမယ်အယောက်1000ဟောဒီမှာရှယ်ယာရှင်တရားအထိခေါ်လို့အဲ့လိုအသေးသေးလေးညာနေစလို့ရတယ် တစ်ပင်လေးတိတိလေးရနေအပင်ကြီးဖြစ်တာတဘာဝအတိုင်း follow လုပ်သွားကိန်းကနန်းလေးတို့ like ရှက်ကိန်းကနန်းလေးတို့ like ရှက်အဲ့တော့ဟုတ်ပြီရှယ်ယာရှယ်ပေါင်းတစ်ထောင်ရအဲ့ဒါနဲ့ local grow ပဲကဘာနဲ့ပြီးရင်တနိုင်ငံလုံးနဲ့ like ပြီးတော့ MOU တွေထိုးเนาะဆရာတို့လို franchise တွေ like လို့ MOU တွေ like ထိုးအဲ့လိုနဲ့လုပ်ငန်းရကြီးလာတဲ့အခါမှာ company ABC ထတ်ထောင်ရှယ်ယာလေးကိုထတ်တိုးရအောင်လုပ်ငန်း A ရှိမယ်လုပ်ငန်း B ရှိမယ်ရန်ကုန်မန္တလေးရုံးချုပ်ကြီးနှစ်ခုရှိမယ် ဒီလိုနဲ့လုပ်ငန်းတွေကြည့်အောင်လို့ဥစစောလို့ကုမ္ပဏီခုနှစ်ခုလောက်ရှိတယ်။ Mass မြန်မာ။နော်အဲ့ဒီအောက်မှာခုနကဆိုလိုပြောတယ်။ Nobody Mass AOD Bank Mass Highway Mass Energy လုပ်ငန်းတွေထက်ထက်တိုးတာ။ကြီးကြီးတာဝန်ထမ်းတွေထက်တောင်းနဲ့ရှိလို့ပြီးတော့မှကိုယ့်လုပ်ငန်းကြီးကို IPO Public ကျမ်းမာလို့လို့တင်မယ်။ FMI လို့တင်မလိုက်ခုန23သန်းထောက်ရောက်။တနည်းကိုဘဏ္ဍာသန်းရောက်မယ်စာချုပ်ပေါ့။ပြီးပြီ။ နော်တစ်တပင်ကောင်းငှက်သက်တောင်းတော့စတာဆိုင်ဖြည်းဖြည်းချင်းစီပုံမှန်လေးသာရေလောက်ဆရာပြောတဲ့တနေ့တစ်တပင်ကောင်းငှက်သက်တောင်းတတောင်းနားကိုနားကိုနားနိုင်လုံနေဖို့ပဲလိုတယ်တဘာဝအတိုင်းလေး follow လုပ်သွားဖို့ပဲလိုတယ်ဆရာပြောခြင်းနဲ့ no one affect the nature နော်ဘသူပြောတာအောင်မှမလုံနဲ့တဘာဝအတိုင်းသာလုပ်သွားဆရာပြောရင်လည်းမလုံနဲ့တဘာဝအတိုင်းလုပ်မှန်းတယ်ဘသူနဲ့မှတိုင်မင်ဆရာမလုပ်ဆရာတို့အဲတနာယူ၄-၅သိန်းပေးပြီးတော့လာမတိုင်မင်နဲ့ပတ်စံကုန်တယ်တဘာဝနဲ့ညင်လုပ်တာလို့ no one but the nation တဘာဝတရားထက်မှာဘယ်သူမှမရှိဘယ်ကောင်းတော်မှနေလို့မရတဘာဝတရားဖြင့်မှန်တယ်တစ်တပင်ကောင်းငှက်သောင်းနောက်လည်းရတယ်အမှန်တရားအပင်သေးသေးလေးစိုက်တယ်သူ့အနေနဲ့သူပုံမှန်ရေလောင်းပေါင်းနေလို့တော့အပင်ကြီးဖြစ်မယ်မျိုးစေ့တွေပြန်ချခဲ့လို့ရတယ်တစ်တော်ကြီးလှုပ်လို့ရတယ်တဘာဝတရားတဘာဝကိုယုံကြည်ဖို့ပဲလိုတယ်ငါလည်းတဘာဝတရားတဘာဝလူသားတရားသူမြန်နေတောင်ဖြစ်အောင်လုပ်ရင်ငါလဲတဘာဝလူသားတယောက်ငါလဲဖန်ဒီခွင့်ရှိရမှာပေါ့တဘာဝကိုယုံ over confident ဖြစ်တာမဟုတ်ဘူးတဘာဝတရားကိုယုံတာဟုတ်ပြီနော်ဆိုလို့ကျင်တာအဲ့တော့ဒီလိုဆရုပ်တဘာဝတရားနဲ့အညီတစ်တပင်ကောင်းနှစ်သက်တောင်းနာဆိုတဲ့လိုမျိုးကုမ္ပဏီတစ်ခုကောင်းတိဆောက်ကြဒါဆိုရင်ဒီနိုင်ငံမှာဖြစ်နေတဲ့အလုတ်လက်မဲ့ပြဿနာအကုန်ရှင်းအကုန်အေးတယ်ကိုအမျိုးတွေတောင်အလုတ်ပေးလို့ရဒုက္ခရောက်နေတဲ့ကိုရဲ့ညီလေးညီမလေးအားလုံးအလုတ်ပေးထားလို့ရအခုအလုတ်မရှိတော့ဘာဖြစ်လဲလူကပြက်စီတာများတယ်နိုင်ငံခြားမှာသွားပြီးတော့ကလေးတွေခင်ဗျာကျွန်းခံရတယ် အလုံးမရှိလို့ဖြစ်နေတဲ့ပြက်တယ်လုံးမရှိရင်ဖြစ်မှာပဲကိုလဲဆရာတို့လဲဒီလိုပဲအလုံးမရှိတော့ကနိုင်ငံသားမှာတော့အကြောင်းတက်ပကန်းစီရတဲ့ဇပွဲထိုးอ่ะဆရာတို့ဘုံကတော်တော်ကိုအများကြီးအောက်ချခဲ့ရအလုံးမရှိတဲ့အတွက်အလုံးမရှိတဲ့အတွက်လုပ်ငန်းတွေ့ကြုံမရှိမရှိတော့လုပ်ငန်းကောင်းကောင်းမရအောင်ဟုတ်တယ်နော်ဆိုလိုချင်တယ်အဲ့တော့ဒါလေးတွေဆရာအနေနဲ့တော့လှုပ်စေချင်ပါဒါကြောင့်တစ်တပင်ကောင်းငှက်တောင်းနာဆိုတဲ့လိုမျိုးအဲ့တော့သူတို့ကနော်အားလုံးအားလုံးကခေါင်းဆောင်တယောက်ဖြစ်အောင်သာကြိုးစားကဲ ဲ့တော့ဘသူတွေမြတ်တန်ဋိထန်ရှာပြီးတော့ဂတိပေးမလဲကျွန်တော်ဆရာလူ၁၀ယောက်အတွက်စတောင်းဝင်ယူမယ်။သို့မဟုတ်လူ၁၀၀အတွက်စတောင်းဝင်ယူမယ်သူလက်ထောင်ဂတိပေးရော။နော်ဒုတိယအကြိမ်ဒုတိယံပိဒုတိယံပိစပြီးတော့ဂတိပေးပါအောင်။ Okay ဟုတ်ပြီ။နော်လက်လက်ထောင်ပြီးတော့ထပ်ဂတိပေးအောင်ဒုတိယံပိနော်။၃ချိန်ရတော့ဒီနေ့နော်လက်မထောင်ရမှာပါ။၃ချိန်ရတော့လက်ညှိုးထောင်ရမှာပါနော်။၃ချိန်၃ကမြောက်ဆိုရင် Okay ဟုတ်ပြီ။ဆယ်အောင်လေးတော်၎င်းအယောက်တရားတော်၎င်းအယောက်တစ်ထောင်းတော်၎င်း တစ်တပင်ကောင်းအယောက်1000ဒေါ်လက်ကောင်းโอเค thank you เนาะလက်ထောင်းတဲ့သူတွေဆရာဒီမှာဇုံးလေးဖွင့်ပြီးတော့အဲအမှတ်တမ်းလေးယူထားပါတယ်โอเคကောင်းပြီโอเคဖြစ်ပါစေဒါလူတိုင်းလူတိုင်းပိုင်ဆိုင်ခွင့်ရတဲ့တမှုတရားဖြစ်ပါတယ်เนาะခတိပေးတယ်โอเค very good ကျူးစာเนาะကျူးစာကုမ္ပဏီတိုင်းလူတိုင်းလုပ်လို့ရတဘာဝတရားမှန်လုပ်လို့ရ I am the nature ငါဒီတဘာဝတရားတစ်ခုပဲသူများလုပ်လို့ရရင်ငါလုပ်လို့ရတယ်ဆိုတော့တဘာဝတက်ကိုယုံကိုကိုယုံတာမဟုတ်ဘူးတဘာဝတရားကိုယုံတာဘာဥပမာပေးခြင်းလဲဆိုတော့ နော်ကိုကမမိတမိငါးနှစ်သားကလေးလေးဖြစ်ငါးနှစ်သားကလေးလေးဆိုတော့အရက်လေးကတူတူလေးနော်ငါးနှစ်သားကလေးလေးငါးနှစ်သားကလေးလေးမမိတမိလေးဟိုမှာလူကြီးတွေကိုကြည့်တယ်လူကြီးတွေကတော့ရက်ရှည်နေတယ်ငါးနှစ်သားကလေးလေးတိတ်တိတ်လေးဘေဘီလေးကြည့်လိုက်ရင်ဘယ်မိမလဲဆရာရဲ့မမိနိုင်ဘူးတဘာဝတရားတိုင်းကိုကနဲ့ကိုအသက်ရှင်သွားတနေ့ကျရင်အဲ့လူကြီးတွေကိုမှုတယ်ဘာဟုတ်ယုံမလဲနေရှာလို့ခေါ်တဲ့တဘာဝကိုယုံတယ် စီးဝိုင်းရလဲအဲ့ဒါပဲနေရှားကိုယုံတာအေးအခုကတော့ကလေးလေးဆရာရဲ့ကျွန်တော်တို့ကသိန်းတရားပဲရှိအောင်မယ်ဆိုတော့သိန်းတထောင်ပဲရှိအောင်မယ်ဆရာပြောနေတဲ့တထေးကြီးတွေကိုကျွန်တော်ပဲမြှင်လိုက်တဘာဝတရားတိုင်းလောက်သွားအဲ့တထိန်သိမ်းပေါင်းတသောင်းဆိုလဲကိုတနှစ်တသောင်းဖြစ်လာနိုင်မယ်တသိန်းဆိုလဲတသိန်းတသန်းဆိုလဲတသန်းကိုဖြစ်လာတယ်တဘာဝတရားအတိုင်းလေးပဲ follow လုပ်သွားဒါတဘာဝကိုယုံတဘာဝတရားကိုယုံပါဆရာကတော့တဘာဝကိုသိချစ်တယ်တဘာဝတရားဒီဆရာတို့အားဘယ်သူမှမသေးကြဘူးတဘာဝတရားတော့သိကြတယ် အေးငါကလေးလေးဖြစ်နေတယ်တဘာဝတိုင်းငါနေမယ်အဲ့တော့တဘာဝတရားမှန်ရင်တော့တနေ့တော့ငါလည်းလူကြီးဖြစ်မှာနော်လူကြီးတယောက်ကအဲသူ့ရဲ့ခန္ဓာကိုယ်စိုက်ကိုတော့ငါရမှာစီဝါရေးအကြီးတစ်ခုရဲ့ခန္ဓာကိုယ်စိုက်ကိုတော့ငါလည်းတနေ့ရမှာတဘာဝတရားကိုယုံပြီးတော့ follow လုပ်တော့ confidence ရှိတာအောင်မြင်တဲ့ခေါင်းဆောင်တွေတော်တော်များများတဘာဝတရားကိုသိရှိတယ်အလီဘာဘာကျမ်းမတဘာဝတရားကိုသိရှိတယ်ပိုကျအောင်ဆန်မိန်ကုန်းတွေမှာတဘာဝတရားတွေအများကြီးပါမြတ်စွာဘုရားတရားတော်အလုံးကတဘာဝတရားတွေကိုဟောတာ တဘာဝတရားကိုနားလည် level တစ်ခုရောက်တဘာဝတရားတစ်ခုမြင်နိုင်ပြီဆိုရင်အင်အားတစ်ခုရနော်တဘာဝတရားဒီအင်အားကြီးဆုံးပဲနော်တရားဒါလေးတွေဆရာအနေနဲ့အားပေးတိုက်တွန်းချင်ပါတယ်ကဲရမယ်နော်ဆိုလိုချင်တာကဲအနှစ်ချုပ်အားပေးတိုက်တွန်းချင်တာဒီနေ့ကဆရာအပြီးရင်နောက်15မိနစ်ပြီးရင်မေးချင်တာလေးတွေမေးလို့ရအောင်နော်အဲ့တော့နှစ်ချုပ်တိုက်တွန်းအားပေးချင်တော့အခုဆရာပြောသွားတဲ့အချက်တွေအရေးကြီးပါတယ်တစ်တပင်ကောင်းငှက်သက်တောင်းလို့နားလို့ရအောင်ကိုပါလို့မလဲကုမ္ပဏီကိုအစင်းစင်းကိုဘလို့ထောင်းပြီးတော့ဆယ်စုနှစ်ထိဟောပေးတယ် ်နော်ဆရာခဏတာဟောတာမဟုတ်ဘူးဒါ YouTube မှာတင်ထားမှာထပ်ခါထပ်ခါနားထောင်2025အထိကြိုဟောပေးထားတယ်2029အထိဟောပေးထားတယ်ကိုယ့်ကုမ္ပဏီအကြီးဖြစ်တဲ့အထိဟောပေးထားတာနော်ကြိုက်တဲ့အရွယ်ရောက်ပြန်ကြည့်နော်ဒါဒီမယိုးစရာနော်မယိုးစရာတကယ်လောက်တဲ့သူဖြစ်မှာပါနော်ဒါလေးနဲ့အစီအအားပေးတယ်